eSport ရဲ့ Best of 3 series တွေပဲဖြစ်ပါတယ်။နောက်တစ်စလုံးကတော့သူတို့ရဲ့ပုံမှန်မြင်တွေ့နေကြပုံမှန်လက်စွမ်းတွေပြသနေကြဆိုတဲ့ hero မျိုးတွေနဲ့ပြန်ထွက်လာကြတဲ့ဆိုတဲ့အခြေအနေမျိုးလေးလည်းရှိတယ်ဗျာ။ရင်အားလုံး high loss ရမေ့ရှ်ကကလင်းပိုင်းဒီမှာအကောင်းဆုံးသောကစားမတစ်ယောက်ဖြစ်ကျွန်တော်တို့နောက်ပိုင်းရှုမြင်ခြင်းခံထားရရင်သူရဲ့ဟန်လော့စ်နဲ့ဘက်ဖွေးဘယ်တဆဖွင့်မဲ့အပိုင်းတွေကဘက်ကလန်တွေကဝန်ဝန်စီကိုရောက်နိုင်မလားဒီချက်တွေကလည်းကျွန်တော်တို့ဒီပွဲမှာစတင်ပြီးတော့မြင်တွေ့သွားတော့မှလည်းဖြစ်ပါတယ် Fego Esports vs Yango Gladiators အသင်းတို့ရဲ့ Best of 3 Series Game Number 1 Welcome to the Land of Dawn အားကြီးမင်းဒီတီမှာရောကျွန်တော်တို့ဖက်မှာ BD เนาะကျွန်တော်တို့ဒီ Kimi ဘိုင်းနဲ့ပြင်ပြီးကြည့်ရတာကြည့်ရမှာဖြစ်တဲ့ဘက်ကလည်းကျွန်တော်တို့ Charlie ရာသူရှင်းတွင်းတဲ့ဘက်ကိုရောကျွန်တော်ပြင်နေပြီးစဉ်းစားမိပြ ။တော့ကျော်ဒီနှစ်တင်းရဲ့ကျော်ပြိုင်ဆိုင်မှုပြင်းတဲ့နေအားတော့တကယ်ကိုကျော်မပြမဲ့ပွဲစဉ်တစ်ခုဆိုရင်လည်းမမောက်ဗျာ။အခုကြီးကျော်အားလိကိန်းနေမှာတော့ဥဆောင်သွားမဲ့သူတွေကတော့ကျော်ထုံးစံတိုင်းပဲအမီကိန်းတိုင်းပဲလောက်ကြည့်အောင်အများကြီးကျော်အားသာချက်တွေရလိမ့်မယ်ဗျာ။ကဲဆိုတော့ကျွန်တော်ဒီချိန်မှာလဲเนาะကျွန်တော်မင်းမာရောနေငယ်လေးဒီနဲ့တင်းရဲ့ကြားရမှာပုတ်တိုက်မှုလေးဖြစ်ဖို့အတွက်နန်းသားလေးရောတွေ့ရတယ်ပြော walking လေးပါလေလူမျိုးတို့ကြိုးစားကြတယ်အသေးတော့မလွယ်ထားသေးဘူးနောက်မှရှိနေကြတဲ့ဘီနီเนาะနေငယ်လေးရောသွားပြီးတော့လူကြည့်မယ်လဲရတော့မကြသေးဘူးဗျအာလီကိန်းတွေကတော့အဲ့လိုမျိုး river တစ်ချောင်းမှာ အကျူရှင်းကင်ပြီးနော်ဒီရလေးတွေပုတ်တိုက်မှုတော့ဖြစ်နိုင်တယ်ကြာဒါပေမဲ့ဒီလိုကိစ္စဘောတော့ဂျန်ကြီးတော့မလွယ်တော့သေးဘူးဒီကတော့ဒီဟာရမူဇာနဲ့ရီဆက်ရှင်းရဲ့ဒီဂျန်ကမတ်ချက်လေးတွေကိုပဲနည်းနည်းပြင်ပြီးတော့စောင့်ရလိမ့်မယ်နော်အဲ့လိုကျူရှင်းတွေ့လောဘလင့်နေတော့ပြန်သွားတာကက်စပီးတာအချင်းမှာဟိုးတော်အန်နေများတယ်ဒေတာတက်လို့ပြောမယ်ကော်ရှယ်လို့ထောက်ထားနေမယ်နောက်မှာဖတ်စ်ဘလက်ဘီနီပြန်ကြရပြီဗျာ ်လေဖူတက်မနီယာတစ်ဖက်ကလာတက်ဆင်နေတယ်ပြန်ပေးရဖို့လို့များပါပြီနော်မလဟန်ထပ်ပြီးတော့အဆုံးသတ်ထားခဲ့တဲ့အခိုက်အတန့်မှာတော့အားလေးကင်းမတ်ချက်မှာ YG ရဲ့ rotation pattern ရာတော်လေးအားကုန်သွားတယ်ဆိုတော့အနေထားမျိုးလေးကိုကျွန်တော်တို့ပြန်ပြီးတော့တွေ့လိုက်ရတယ်ဗျာဟာမူစာအနေနဲ့ online pattern သွားနေခဲ့တဲ့အခိုက်အတန့်မျိုးမှာဖယ်ကောကအလေးငယ်လေးပဲမစ်မှာ blink ကို first blood ယူဖို့ကြိုးစားခဲ့တဲ့အပိုင်းလေးတွေ့ရတယ် ဒါပဲလည်းဒီချိန်မှာတော့ကျွန်တော်တို့ပြန်ကြားခဲ့ဟီရီကင်းနှကောင်ကအာလင်ကင်းတိုင်တွေမှာအများကြီးသွားပြီးတော့ကွာမှုတွေဖြစ်စေခဲ့တဲ့အနေအထားမျိုးလေးလည်းဖြစ်နေရပါတော့။အောက်မော်ရဆန်ဂျီရဲ့ဆွေးလုပ်ပက်ဖလီပြန်ပြီးတော့ခင်းထားခဲ့ရဆိုတဲ့ခိုက်တာတစ်ခုမှာ stage တော်ရရရင်ထွက်လို့တိတ်မရဘူး။ဒါပဲလည်းနောက်ပိုင်းစဗန်ဘုတ်တိုင်တွေမှာတော့ဆန်ဂျီပြန်ပြီးတော့သတိထားမဲ့ကာလာတွေရောက်ရှိလို့လာပါဦးမယ်။ ောက်မှာလဲကျွန်တော်စန်ဂျီက laning phase drive မှာတောက်လျှောက်ပြန်ကြောင်းထားတဲ့အပိုင်းလေးပါတယ်။ဒီကတော့ကျွန်တော်ဝမ်နှစ်ကွက်လောက်ပြီးသွားလို့ရှိရင် light ရှင်းမဲ့အနေထားတစ်ခုပြ။ Arcane Blade တွေမှာ Hero King နှစ်ကောင်ရရှိသွားတဲ့ YG နေနဲ့ဒီတစ်ကောင် object ကပြန်လဲရောက်ကိုကြိုးစားထားတယ်။ Hammer ပြန်လဲရောက်ကိုထားတယ်ဗျ။ဖတ်ဝေးခင်းထားပြီးတော့ Falcon Esports အနေနဲ့တော့အရင်အရှိတိုးလို့တော့မရသေးဘူးဗျ။ပုံမှန် family တစ်ခုပဲသူတို့နေ project ပြန်သွားအောင်မယ်။ အားလေးကသူတို့အမားတွေလုတ်ခင်းမိတယ်ဗောနော်ဆိုတော့ဒီတော့ကြောင့်မလို့သူတို့ဒီပြန်လည်ပြီးတော့တို့ဒါကြည့်ရမစလို့ရှင်တော့ပြန်ထင်းသိမ်းရမယ်ဗျ Falcon နေတော့လက်ရှိချိန်မှာတဖက်မှာရှိနေခဲ့တဲ့ကျွန်တော်ကျူရှင်းကိုလည်းဘယ်လိုမှသွားပြီးတော့เนาะကျွန်တော်ကန်ကင်လုတ်ဖို့ဆိုလည်းမလွယ်သေးတဲ့ချိန်မျိုးလို့သုံးသပ်လိမ့်မယ် K နေနေတော့သေဖို့တော့များွားမလားဒါမှလည်းနောက်မှာတော့ Lina နေနဲ့သူရဲ့ ultimate ကိုလည်းမပေးချင်ဘူးဆိုတော့ဒဏ္ဍာရီလေးပဲပြီးတော့ပြီးသွားတယ်ဗျာအားလေးကတော့အနေငယ်လေးထိတွေ့မှုတော့ရှိတယ်เนาะ Double Cup လည်းအနေငယ်လေးစပါတယ် Falcon Dario ဘယ်လိုပြန်ရှင်းမလဲပေါ့

အမတော့ blink ပြန်ပြီးတော့ကြားခဲ့တဲ့ခက်တဲ့မှာ kids ဆက်လက်ပြီးတော့အဆုံးသတ်ပြီးထားလိုက်ပါပြီ။ gain လို့ဖို့ကြိုးစားခဲ့တဲ့အရာတစ်ခုကပြန်အမြူးသွားတယ်။ဖတ်မှာကြော်လေးလေးစီးဖြတ်တိုင်းနဲ့ k တကောင်လောက်တော့ပြန်ရရှိထားတဲ့အချိန်လေးလို့ပြောရမှာပဲဗျာ။ early game minute ဒီမှာတော့ falcon နဲ့မားခဲ့တယ်ဆိုပေမဲ့သူတို့နေ k right ဆိုင်ရာပြန်ရသွားတဲ့အချိန်ဒီတည့်ရရောကျွန်တော်လက်ရှိအချိန်ဒီမှာ falcon နဲ့ပြန်သွားခဲ့တဲ့အချိန်ဒီမှာ now 900ကျောင်းလောက်ပဲပြန်ပြီးတော့ quarter တွေဗျာ။ okay ပွဲကစားချိန်တော့တဖြည်းဖြည်းနဲ့3မိနစ်ကိုတော့ကျော်လွန်လို့လာပြီဗျဒီအချိန်မှာတော့ဂျာ HK 21လောင်းနေပဲပွဲကပြီးနေပါတော့ SG ဘော်ဒီမန်ရှင်လောက်ခဲ့သလိုပဲဒီပွဲကတော်တော်လေးအချိန်နဲ့ရှိမှပွဲစဉ်တစ်ပွဲဖြစ်တယ်စိတ်ကိုလည်းသူတို့တွားပြီးတော့ဒါကန်းလာမျိုးမရှိသေးဘူးဒီဘက်မှာလည်းစန်ဂျီကော်မတီပဲဖြစ်နေဖြစ်နေသေးရယ်ဆိုရင်အနေထားမျိုးလို့တော့ကျွန်တော်သုံးသပ်လို့တော့ရတယ်ဗျအဲ့တော့ဒီတက်တယ်5ကတော့စပြီးတော့ရေးပါလိမ့်မယ်နော်ပထမဆုံးတက်တယ်မှာလည်း4တွေပါတယ်မရသေးရဲ့ရိုမာရဲ့အခန်းကဏ္ဍကြောင့်မလို့အရင်ကြီးတော့ HK တွေမထွက်ပေါ်ခဲ့လို့ဆိုပေမဲ့ဒီတစ်ခေါက်တက်တယ်5မှာဘိုက်ဆက်ဖြစ်လာမလဲဆိုတော့ကျွန်တော်ရဲ့ ကတိပါရနော်ဆက်လက်ပြီးတက်ဆက်ပေးမယ်ဗျာ second half တစ်ဖက်ကတော့ long gap ကတော့တော်တော်လေး balance ဖြစ်နေကြတယ်ခိုက်တယ်မြေပေါ်တော့တစ်ဖက်ကကျွန်တော် frame back ကလည်းဇာတို့ခွင့်ရှိနေသေးတယ်ဆိုတော့ data မျိုးလေးလည်းပြန်တွေ့ရရတယ်ဗျာနော်ဒီခုနေ့ကလည်း blue post တွေပါလဲသူ့နေနဲ့ပြန်ပြီးတော့သွားလို့ရရမယ် fusion နဲ့ queen's bee ခွန်လေးတစ်ဖက်ကလီနာစပြီးတော့ပြေးသွားပြီ lenovo clan နဲ့ camel target တွေခိုက်တဲ့သူက key days regeneration တော်လို့များရပြီ front line ဘက်မှာ quasher နဲ့ပြန်ခဲ့တစ်ဖက်ကလည်း shadow key နဲ့ပြန်ပြီးတော့သွားခြင်းနဲ့ back line မှာ aog key days ပြန်ခုန်ထားခဲ့ပြီဆိုတော့ခိုက်တဲ့သူကဒူကိုရဲ့ demonic post တွေ down wave တွေ live ပါလာစေခိုက်တဲ့သူကရင်းနေနဲ့ပြန်လို့ထားဖို့တော်လေးနဲနေခဲ့ရမယ် leader lenovo clan တွေအောက်မှာသူ့နေနဲ့ the amigo fall back ။ Number stage Slamo dash ပြီးသွားပြီဆိုရယ် Gator ကိုဘာဖက်လာ Nuko backline က damage အမ3 man ကို Shadow ပြပေးရ damage ကြားမှာ Nuko ပြန်ကြောက်လို့ channel ကနောက်တစ်ကောင် Kate ကိုဘာ stage ထပ်ပြီးတော့2 man down အနေနဲ့အဆုံးသတ်ပြီးထားလိုက်ပါပြီ။ Falcon တန်ရရရှိလိုက်တယ်ဆိုရင် Hero K နှစ်ကောင်ပြန်ဖေးလိုက်ရတဲ့ခံရတာတကူကရန်ကြီးတော့ကျွန်တော်တို့ဒါမတန်ဘူးလို့ပြောရမယ်။အချိန်နေတည့်ရလို့ပြောရမယ်ဗျ။ Benny နဲ့ Glowing Wave နေပါပြီးတော့ပြန်တော့ပါလာခဲ့ပြီဗျာ။အဓိကတော့ Ultimate ဒါ Spaggers တင် timing နေလို့ပြောရမယ်။ဒီချိန်မှာ Falcon နေနဲ့ Ultimate တွေများသာသာရှိမနေဘူး။အဲ့ဒါကိုကျွန်တော်သုံးချတော့ YG နေနဲ့ပြောရမယ်ဗျာ။အမေမှာတော့ကျွန်တော် Benny Dash 来，还把 l 们 n a 变强一点。然后下边又给 Lina 变比较卑劣一点的去帮人。这个我挺想支持家人嘛，陪你压力大一的时候来支持你家。他比如说呢，就是杨家是俱乐部中的，我们的外 s 三 G 三 G，你搞嘛？ ဆိုလိုကေးပိုင်စတင်နေတူပဲတကယ်ကိုလေးနဲ့နှစ်ယောက်ရဲ့ပိုင်ဝဲအနေထားတစ်ခုမှာစစ်တီအကောင်းဆုံးပုံမှန်တွေပြခဲ့တယ်ဗျာဒါပဲလေဘီနီ KA တော့မှတောက်လျှောက်ဆိုလိုပဲလိုက်လာသေးတယ်ဗျာ3ဒီဘုံကတစ်ဖက်ကပေးနေတယ်လေဒီစီနောက်က damage တွေအောက်မှာ tightness run လေးမလာခဲ့ချင်နေမှာပဲ1 for 1 trade lot ဒီတော့ stitch အနေနဲ့ပြန်ပြီးတော့ပေးလိုက်ရတယ်ဒါပဲလေ ဆန်ကြီးပြန်ကြခဲ့ရင်လည်းဒူဂူရိုင်ရောဟီရူကင်းမကောင်တော့စပြီးတော့တိမ့်ပိတ်ထားနိုင်ခဲ့တဲ့အခြေအနေဆိုတော့ 1G အာလီဂိမ်းမတ်ချ်မှာနည်းနည်းလေးစပြီးတော့မဆူစလောင်လေးဥဆောင်ထားနိုင်ခဲ့တဲ့အနေအထားမျိုးလို့ပြောရမှာပေါ့နော်။နောက်ကြက်ကတော့တို့တွေတထောင်နီးပါးတော့ဒီကိုဆက်ပြီးတော့ရှိလာတယ်။လီနာကတော့ first item priority အနေနဲ့ glowing one နဲ့သူ့အနေနဲ့ပြပြန်ပြီးတော့ပြီးသွားခဲ့တဲ့အပန်းလေးတွေရှိလာပြီ။နောက်ပိုင်း scan ပြီးတော့ timing လေးတွေကိုလည်းကျွန်တော်တို့ပြန်ပြီးတော့စောင့်ကြည့်ရလိမ့်မယ်။လက်ရှိကတော့ Falcon Esports အနေနဲ့တို့တို့ဒီ10 5 participation ကိုပဲပို့ပြီးတော့ဥစားပေးထားရတယ်ဆိုတော့အနေအထားမျိုးလို့တွေ့ရတယ်ပေါ့နော်။ Luko Pamela ကလည်းဆိုတဲ့ battle မျိုးတွေပါ front line အသာရောက်ဖို့တော့ခက်တယ် ဲ့ဗျဒီတို့ကြောင့်တော့ဆန်ဂျီရဲ့ adaptation အချိန်တခုကိုပြန်ဆောင်ရတဲ့နူခိုးကိုလည်း jungle skirmish တိုင်းမှာမဖြစ်မနေသူတို့ပြန်ခေါ်ဖို့တော့လိုပါလိမ့်မယ် now war ကျွန်တော်ဒီ goal lane နှကောင်ကြားထဲမှာကွာခြားမှုရှိနေလို့ပြောရမယ် sb lane နဲ့ matchup ကတော့ကျွန်တော်ဒါနူခိုးနေနဲ့အနေငယ်လေးပြန်တာနေတဲ့အချိန်တွေတရမှာတော့ရှိရဲ့ဗျအများကြီးတော့မကွာဘူးဗျ total က900ကျော်လောက်ကွာဟနေတဲ့အချိန်တွေတရဆိုတော့ goal lane မှာလည်းကျွန်တော်တစ်ဖက်မှာ feather ပြီးွားပြီ stallion side ပြီးွားရင်တော့ ကျွန်တော် stage နေနဲ့အများကြီးလုံးလို့ရနိုင်တယ်ဘောနော blink ရ first priority item နေနဲ့ဟော oracle ပြန်သွားထားတယ် tweet တဲ့နှုတ်ဝင်ပဲသူ့အနေနဲ့ပြန် boost လုပ်ချင်တဲ့ပုံစံပြန်ချောင်းဖြစ်ပင်နေသူတွေဗျအဲ့ဒီချိန်ပေါ်လာခဲ့တဲ့ target ဒီနောက်ဆုံး target ဖြစ်တခါလေး try နေပြီ awake တော့ကျန်ရှာတော့ချက်ချင်းလိုမျိုးနဲ့စံပေးပြန်ယူ target dash ရလာပြီဗျာโอเคဒီမှာလက်တက်ပြီးတော့ glory power ပြပြပေးရသေးတယ် dawe dominate force ကြမှာခလီယာဆိုတော့ plant တဲ့ spread ကြရမှာ ka ပြန်ပြီးတော့ရုံထွက်ဖို့ကတော့ဘလို့မှမဖြစ်နိုင်နေနေပဲ1 for 1 trade damage တတေကိုရခဲ့တဲ့ falcon နေနဲ့ရော နောက်ကပ်ကူတော့ဘယ်လန့်ဖြစ်အောင်ပြန်ပြီးတော့ညှိနှားနိုင်တယ်လို့ပြောမှာဗျာအလဲမှာလည်းတောက်ရှောက်ဆိုလိုပဲဟမ်လင်းနဲ့ကရှဲရိုပြန်ပြီးတော့သုံးခဲ့အခိုက်တဲ့နေရာရှိနေတဲ့အတွက်ကြောင့်မစ်ကူတော့ဘယ်လိုမှပီယာပေးလို့တော့မရဘူးဒါပေမဲ့အပေါ်လဲတာဝါတစ်လုံးကတော့ပီးရဖို့တော့များမယ်ဗျာနော်ကျူရှင်းလာကဘူးတော့ကျူစားတယ်တစ်ဖက်မှာလည်းကျွန်တော်ဟန်နဲ့တစ်ဖက်ကဘလင်းကိုပေါင်းလာပြီးတော့ဟိုက်ဘူစာခါလီယာတွဲလုံးနဲ့ရီဇာရှင်းရဲ့ဘက်ဖလေးပြန်ပြီးတော့သွားကျင်တယ်ရှယ်ရီကီနဲ့မှလည်းကွာရှယ်ရူကူတော့သွားပြီးတော့လယ်နေခဲ့တဲ့ခုမှာဘက်ဖလေးပါလေးရောက်တယ်မထူးပေါ်လမ်းမှာလည်း first star run နဲ့ဘက်ဖနဲ့ရော YG ပြန်ထွေးဖို့တော့ကြိုးစားခဲ့ဆိုပေမဲ့အရင်ကြီးတော့မအောင်မြင်ခဲ့သေးဘူးဗျာအဓိကတော့ map control bar ကနေမှာတစ်ဖက်က stitch ရဲ့နည်းနည်းလေး space ရလာခဲ့တယ်ဆိုပြီးအပန်းလေးကျွန်တော်တို့ပြန်ပြီးတော့တွေ့ရတယ်ဒါမှလည်းပဲ Hayabusa အနေနဲ့ back ပြန်မရခဲ့သေးဘူးဆိုတဲ့အချက်တကူကနည်းနည်းလေးတော့ကျွန်တော်တို့တာသွားခဲ့တဲ့အနေအထားမျိုးလေးလည်းပြန်တွေ့ရတယ်ပေါ့နော်နောက်ပိုင်းတော့သူတို့ front line မှာ blue ကနေနေ phobia ရဲ့ death weight demonic force တွေကကောင်းကောင်းကြီးစပြီးတော့ chain shock လာမဲ့အနေအထားမျိုးလေးဆက်ပြီးတော့ရှိလာပြီခေါင်းထိုးလာမဲ့အရာတကူဘယ်သူအားလို့မျိုးဖြစ်ရှင်းပါလဲပေါ့နော် hand နေနဲ့လက်ရှိချိန်မှာ BOD ရောပြန်ပါလာပြီဗျ figure damage ပိုင်းဆိုင်ရာမှာတော့ကျွန်တော်လုံလောက်မှုရှိရဲ့အနေအထားတည့်ရလို့ကျွန်တော်တို့ရိစုရ မယ်ပေါ့နော်ဆန်ဂျီကိုကျွန်တော်ချားတော့ opposite lane မှာတော့ဖေးပြီးတော့ကျွန်တော်ဒါ speed ပြန်ပြီးတော့ပြီးရတယ် lane match up တွေမှာခုနက stage က solo key ပြန်ကောက်ထားတဲ့အချိန်ဒီတည်းဆိုတော့ဆန်ဂျီနေ cross bow tap ပြန်ဖွင့်ဖို့အတွက်ကြိုးစားရမယ် but in situation ဒီမှာ falcon နေနဲ့ lower head damage ဘိုင်းဆိုင်အောင်သွားကြည့်မှရတယ် unbreakable 2 ban ပြန်ထောက်ပြီးဖို့လှုပ်ထားမယ်ရင်တို့ဘာလို့ကတော့ ဓိက positioning ရ ready မဖြစ်သေးတဲ့ကာလာတခုမှာသွားမဆိုင်ဘူးဗျ။ဒါပြန်ပြီးတော့ပဲ4ထားပါသေးတယ်။ဟုတ်တယ်။နောက်ကျွန်တော်ရန်ကြီးတော့ predator fight တွေကိုသူတို့ချာကြမှာတော့မဟုတ်ဘူး။ lobo tower က second 20အဓိကဒီ silent tower လေးပြန်ပြီးတော့လိုနေရဗျ။အော် why ကြီးက tower နှလုံးတော့ယူထားနိုင်တယ်။ online နဲ့ online ။နောက်ကျွန်တော် falcon ကလည်းသူတို့ဒီ online ရဲ့ first tower reliever လေးပြန် try ဖို့တော့ကြိုးစားနေတဲ့ movement လေးရှိခဲ့ပြီမလဲ။အရင်ကြီးတော့မလွယ်နေသေးဘူးဆိုတော့ခဏတော့ပြန်ပတ်ရမယ်ဗျ။ two match man ဖြစ်နေရယ် definitely very oh two match man တော့မဟုတ်ဘူး three match man เนาะ triple match triple match man အဲ့တော့ဒီသွားပြီးတော့ကြာနေပါဗျာเนาะဒေါ်တော်ဝါဂျင်နေနေကလည်းနောက်ပိုင်းပြန်ပြီးတော့ကြည့်လို့ဆိုလို့ရှိရင်တော့သူတို့နေလေကင်းမင်းနဲ့ပိုင်းချတယ်မှာပြန်ပြီးတော့စောင့်ခြင်းမအရာမျိုးလည်းဖြစ်သွားတယ် glorious buff win in the backline kalia နဲ့ tiny stars is standing the question to palabi just damage တော့ပြန်တော့ခါတဲ့3 map တွေကိုလည်းတော့ fail ကန်တော်ထားခဲ့တဲ့ damage တော့ demo တွေ full စီပြန်ကြခဲ့တဲ့ SMG ထပ်ပြီးတော့ဆုံးတဲ့ AOG stand နေအောင်မှာ still ကောင်ထပ်ပြီးတော့ကြာတော့နောက်တစ်ကောင်ရင်းဟောပါထပ်ပြီးတော့ damage key အဆုံးသင်နေပဲ1 4 3 3 battery အောင်မှာတစ်ဖက်ကလည်း hand lina ပြန်ပြီးတော့တွန်းနေရဆိုပေမဲ့4 versus 2မှာတော့ fail ကို e4 ဒီတော့ push မှာဆိုရင် push လို့တော့ရနေပြီဗျာ လုံးဝ cross bow တက်လေးပေါ်မှာအကြာကြီးပဲဗျာကျွန်တော်မြောက်တက်သွားတဲ့အချိန်တခုလို့ကျွန်တော်တို့ပြောရမယ်ဗျာဒီဟာတခုကပဲကျွန်တော်ပြန်လဲပြီးတော့ပြောင်းလဲဖြစ်သွားပြီးတော့ YG နေနဲ့၃ကောင်ပြန်ပေးလိုက်ရတယ် Das ကတော့ကျွန်တော်မရှိနေဘူးဆိုတော့ Lord of Force လို့မရဘူးဗျာ Falcon နေနဲ့ကျွန်တော်ဂျန်ကေထဲမှာရှိတဲ့အရာလေးကိုပြန်သွားရမျိုးတွေကျွန်တော် Minion Wave ပြန်ရှင်းတာမျိုးတွေပဲ Regeneration ပြန်လုပ်တာမျိုးတွေပဲလုံးလို့အဆင်ပြေလိမ့်မယ်ဗျာဟုတ်တယ်နော်နောက်ထပ်ပတ်တခုကထပ်ပြီးတော့ဆိုင်မှာ3 man down ရတာမှန်တယ်ဘယ်တဲ့တော်လေးကောင်းတယ်ဒါပေမဲ့ဒီအဓိက Khalia ရဲ့ Tsunami Slam ကောင်းတဲ့အတွက်ကြောင့်မလို့ Dash နဲ့တန်းပြီးတော့ကြားရတဲ့အနေအထားမျိုးလို့ကျွန်တော်သုံးသပ်လို့ရရမယ်လေနောက်မှာ1-1ရဲ့ crossover တက်တယ်ရယ်လေးဘောတက်သွားခဲ့တာတော်တော်လေးပြဿနာတက်စီရယ်ဗျာနော် YG နေနဲ့ when crawl လို့ item မျိုးတွေသွားပြီးလိုအပ်နေသေးတယ်เนาะတော့တော့ဆော့ပြီးတန်းစီ fusion flare ပေးရတဲ့တော့ KA သူရတော်လေးတော့ကိုင်းတော့ကိုင်းလာတယ်ဆိုပြီးတော့နောက်မှလည်း follow damage ဖြစ်တယ်ရရလေတစီလေးပါလိပြပြတွေ့ထားသေးတယ်ဗျာမတဲရတော့သူကြောင်းမနဲ့တူပါတယ် ultimate တွေကတော့တချို့ကတော့ပေးလိုက်ပြီဒါပေမဲ့အဓိကတော့ဒီ mid ကိုပြပြရှင်းတဲ့ကိစ္စနဲ့ပဲ ပွဲချင်းလေးကနည်းနည်းလေးဒီလော့ပတယ်လေးကကြာနေရဗျစိုင်လေးနေမှာ minion wave တွေပြန်ရှင်းအောင်မယ် has low p life စန်တီရဲ့တွေ့တဲ့ရတဲ့ဘိုင်းနေမှာပို့ပြီးတော့များပြားလာမယ်ခန်းကနာတစ်ခုမှရှိရပါတော့နောက်ကရန်ကွာနေရမျိုးမဟုတ်နှစ်သိန်းလုံးနေနဲ့ဖြက်ဆိုင်ဆန်လို့ရတယ်ကျူရှင်အားရတော့ကွန်ဘိုတူရှိမယ်တစ်ဖက်မှာလည်းဂါတော့4ရက်ရှိပဲတေချာတော့ initiating လုပ်ဖို့အတွက် fail ကွန်ဗရန့်ပို့ပြီးတော့ကောင်းနေဆိုပေမဲ့ဘတ်လိုင်းကွန်ထရိုးတစ်ခုနဲ့ flanking လုပ်ရတဲ့ဘိုင်းမှာ YG ဒီဖယ်ကိုရဲ့ဘန်လန်းကိုတွားခဲ့မယ်ဆိုရင်အများကြီးပြောင်းလဲဖြစ်တယ်ဗျာဖယ်ကိုပြန်ခင်းတစ်ဖက်ကလည်းမောင်းရှက်ကနဲ့ဆက်ပြီးတော့ the rip championship တော့ရတယ် damage မဆန်းကြီးတက်ပြီးတော့ Kaylas 3 v 5 Melee first tower Melee second tower ဲတောက်လျှောက်ဆိုလိုပဲဒီနှစ်ပွဲစမှာလည်းเนาะကျွန်တော်တို့ permission လူဝင်ကစားမလေး dash ရဲ့တကယ်ကိုကောင်းတဲ့ retribution ကျွန်တော်တောက်လျှောက်ဆိုလိုပဲပြတ်သွားနေခဲ့ပဲဖြစ်ပါ dash ကတော်တော်လေးတော့ကောင်းတယ်ဗျာခံတဲ့သူ shadow key ပဲပိုင်းခဲ့တာမှန်ဒါပေမဲ့ဒီ loner လေးမှာ तू ပိုင်းတဲ့အချိန်မှာဘယ်သူမှမရှိနေတော့အဲ့ကကျတော့ low อ่ะ reset ပြန်ကြတဲ့ပုံစံမျိုးဖြစ်သွားတာပေါ့เนาะဒါလေးကတော့သူတို့နိုင်ငယ်လေးနားလည်မှုလွဲသွားတဲ့ gunner တစ်ခုပဲဒီရတစ်ခုကိုကောင်းကောင်းကြီးအခွင့်အရေးတစ်ခုနေနဲ့သုံးချသွားတဲ့ dash ရဲ့ retribution တကယ်ကိုကောင်းခဲ့တယ်ဗျာအနေငယ်လေးတာဖို့ခက်နေတဲ့အချိန်မှာ low ရလိုက်တယ်ဆိုတော့ ဖယ်ကိုနေနဲ့ပို့ပြီးတော့အဆင်ပြေသွားတယ်လို့ပြောရမှာဗျာအဲကိုဝေရှင်းမှာ mention လုပ်ခဲ့တဲ့အရာလေးတော့သတိရမိတယ်ဒီနှစ်သင်းလုံးကြားထဲမှာဟာနေလို့မရဘူးဟာနေလို့ရှိရင်စကနေပြုတ်ကနေချုပ်ကနေတခါလေးတန်းဝင်သွားဖို့ရရင်တော့များတယ်ဗျာအဲ load ပြန်ပြီးတော့ရသွားတယ်ပေါ့နော်ဒီအချိန်မှာဖယ်ကိုနေနဲ့ map control ဘိုင်းဆိုင်ရာရတော့ဒီအချိန်မှာဖယ်ကိုကဒါတော်တော်လေးတာဝါပြီလို့ပြောလို့ရတယ် back control by to banish ban ဒီမှာတော်လေးအားသာလာခဲ့တဲ့ Fake Esport သူတို့နေနဲ့နောက်ထပ်တော့ဒီ Mega Shield လေးပါလေပြန်ပြီးတော့သွားကြည့်တယ်နော် Play နဲ့ကန်ပြောက်ထားခဲ့တဲ့ damage ကြားရမှာတစ်ခါ Dennis Wan နဲ့ Smith Lane ရဲ့ backline ကိုချိုးနေတဲ့1 for 1 chat trigger ရဲ့ဆိုရဲအကြမ်းတစ်ခုမှာရင်းနဲ့ key days ကိုကြီးကိုကြီးပြန်ပြီးတော့ပေးထားတယ်ဆိုရဲအနေသားမျိုးလေးတော့တွေ့လိုက်ရတယ်အပေါ်လိုင်း first Mega Lane ကို down shot push ထားခြင်းမရှိရဲနဲ့ မလီမှာတောက်ချောက်ပြပြီးတော့သွားကျင်တာဟန်နဲ့ share key လေးကိုယ် share ကူတော့လည်းနဲ့နည်းလေးသွားပြီးအန်ဒီရဲ့များနိုင်တယ်ဗျပြန်ထွက်လာနိုင်ခဲ့တဲ့အခက်အတန့်မှာတော့ Sam ပြရဲ့1 1ကိုဘယ်လိုပြန်ပြီးတော့ဖြည့်ရှင်းကြမလဲသွားပြီးတော့ရှိလာတဲ့ Snowmo Dash ကိုဒီဘက်က station နဲ့ back line ပြန်ပြရဲ့ Devil Force ဒီအောက်မှာ Nuko ပြန်ချဖို့တော့များနေပြီ Lina shutdown ကလေးထပ်ထိန်လိုက်ရတယ်ပဲ1 for 2 train နဲ့ 1G Titan point လေးနည်းနည်းလေးတော့ပြန်ပြီးတော့တိမ့်ပိုက်ထားခဲ့ပါပြီဟိုကြီးနော်ကျွန်တော်ဒီချိန်အား early game နေမှာ Falcon နေနဲ့ ရန်အစ်စင်မဖြစ်သေးဘူးဆိုပေမဲ့သူတို့အနေနဲ့ second tier fight တစ်ခုလောက်မှာပြန်ဆိုင်လာမျိုးတွေသူတို့ gain လုပ်ရတဲ့ပိုင်းတွေမှာစေအကြလေးထိန်းချောက်ထားနိုင်တယ်လို့ပြောရမယ်။ဒါပေမဲ့ YG သွားနေတဲ့ပုံစံလည်းကျွန်တော်ရှုပ်လို့မရအောင် early game minute တွေမှာကလေးက hand ရဲ့ KDB 3-4ဖြစ်ခဲ့တာ hand strike သွားပြီးတဲ့အချိန်မှာ BOD ပြီးသွားတယ်။တန်းသွားတာပြီး Shadow K ပြီးတော့သူစီက physical damage output ကတော်တော်ကြီးများနေတဲ့ time လို့ပြောလို့ရမယ်ဗျာ။ဟုတ်တယ်အဓိက hand ဒီပွဲမှာတော်လေးကောင်းလာကြ3-0-4လုံးဝမသိထားသေးဘူးနော်။ သူကဒီဘွဲကဘလောက်တောင်မှပါခဲ့တယ်ဆိုရယ်အာလီဂိမ်းမှာ K တွေရတော့ကြောင့်မလို့သူက Hannah Strike ပြီးမှာ BOD ကိုတန်ပြီးတော့သွားခဲ့တာဗျာဒါကြောင့်မလို့လဲသူရဲ့ damage ကိုဒီချိန်မှာ Bini တို့เนาะကျွန်တော်တို့ဒီ dash တို့တယောက်တည်းခံဖို့ဆိုတာလုံးဝတော့မဖြစ်နိုင်တဲ့အနေအထားမျိုးပဲဒါပေမဲ့ဘွဲရဲ့ minute တွေကြာလာမယ်ဆိုလို့ရှိရင်တော့ Maxman 3កောင်ဆိုတဲ့အားကလည်းမနှဲတော့ဗျာ Han ဘလောက်ပဲ fat bar တွေပြောဝင်တော့ nature တွေဝင်တော့ crown တွေ immortality ပါလာခဲ့မယ်ဆိုလို့ရှိရင်တော့ဒီ Maxman တွေဟာသူရဲ့ပိုင်းချက်တွေကို cover လုပ်သွားနိုင်မလားပြန်ကြည့်မယ်ဆိုလို့ရှိရင် mage ကလည်း dps ဖြစ်နေတယ်အဓိက hand state ရဲ့ damage ကိုအားကိုးနေရတဲ့အခြေအနေ နေတခုမှာယင်ဒီလဲ damage assault လောက်ရမယ် high low ဖြစ်နေရဆိုတဲ့အချက်တခုကတော့ maximum 3ကိုဖြစ်နေရ Falcon တို့က နည်းနည်းလေးပို့ပြီးတော့မြားအဆင်ပြေနိုင်မလားပေါ့လေဒါပေမဲ့ဘယ်တဲ့တင်းဖိုက်တွေကတော့ပို့ပြီးတော့အဓိကကြပါတယ် Tremors Man သွားပြီးတော့ကြာနေကြတဲ့ခိုက်တန်းတစ်ခုမှာကျွန်တော်တို့သုံးကောင်စလုံးကသွားပြီးတော့ power spike ဖြစ်နေကြပြဒီ check ကတော့ 1G အတွက်ပြောမယ်ဆိုလို့ရှိရင်တော့အရင်ကြီးပြောစရာကောင်းနေတဲ့နေထားပြီးတော့ကျွန်တော်တို့သိမဟုတ်ခဲ့ဘူးပေါ့နော် Legacy နဲ့ Bancha တွေမှာ Demas Man ရဲ့တန်ကိုတို့အနေနဲ့ဘယ်လိုသွားကြမလဲ Halos ဒီ Glorious Buffway ခင်းထားပြီးတော့ Dawson ရဲ့ backline နဲ့ Sanji ရဲ့ Warmer ကိုဒိုက်လိုက်မယ်ဒါလည်းကောင်းတဲ့ check တစ်ခုပဲဒါပေမဲ့ Crossbow attempt ဖွင့်သွားခဲ့တဲ့ Warmer ကဘယ်သူပြန်ပြီးတော့ဆက်ဖြစ်ရှင်းမလဲဆိုလို့ရှိရင်တော့ Kalia ရဲ့ pick off တွေလည်းနည်းနည်းလေးကျွန်တော်ဒီဘက် effect တွေရှိတယ်ပြီးဖိုင်းနဲ့ရှိခဲ့တယ်ဆိုတဲ့အချိန်မှာအရင်က ော့စိတ်လွတ်ကူလို့သွားလို့ရမှာတော့မဟုတ်ဘူးဗျာအဲ့အတွက်ကြောင့်တော့ Falcon Esports ရဲ့ backline အတော်လေးကိုမှတတ်တော့တတ်တာဖြစ်နေရဆိုတဲ့အနေအထားမျိုးလေးကျွန်တော်တို့သွားပြီးတော့တွေ့ရတယ်ပေါ့နော်ဟန်ဟိုးလာခဲ့တဲ့နေရာယူမှုလေးကတော့ကောင်းတယ်ဒီဘက်ကလည်း Lenovo Play အနေနဲ့စပြီးတော့ပေးခဲ့ပြီဒီဘက်ကလည်း KDash ပြန်ပါလာခဲ့တဲ့ Kaider ကဘာ Smart Mode Dash တွေချက်သွားဖို့တော့ကြိုးစားနေတယ်ဗျာ Smart Boost ထွက်လာပြီး Realize နဲ့ Super Stand နဲ့ backline ဘက်မှာဟန် Quasher ဝင်လာတယ် 4v1 နဲ့အရင်ကမြော် KDash နဲ့ AOG backline ပြေးထိုးမှာတော့ရှင် Highlands ကြီးပြတ်သွားခဲ့တဲ့ခိုက်တက်မှာတော့ YG ဒီလောက်မေးလိုက်တာတော့ပိုကောင်းမယ်ဗျာစိတ်ရှည်တဲ့သူကကျွန်တော်ဒီဖက်တဲ့တခုမှတကယ်အိုကျွန်တော်ဖိုင်းခဲ့တယ်လို့ပြောရမယ်ဗျာဒန်စီအချိန်ကြာကြီးစောင့်နေခဲ့တာဒီဘက်မှာရှိနေတဲ့ဟန်ထွက်လာတဲ့အချိန်တခုတည်းပေါ့ဗျာဟန်ထွက်လာတဲ့အချိန်ဒီမှာ Face Down ကိုပြန်ဖော်တယ် Ever the Guardian ပြန်ထောက်ထားနေတဲ့ YG ဘက်ကရင်ဖေးလိုက်ရတယ်ဗျာဒီကျွန်တော်တို့ဒန်စီနဲ့ပြန်လဲရောက်သွားတယ် Morning Pool ကပြတ်တောင်းရတယ်မပလေးနေတဲ့ကြံနေခဲ့ပြီ Sandy ပြန်လိုက်တိုက်ဆွဲလို့ပတ်ချီအောင်မော်ရယ်အဆရှင်ပေါ်စတလီယံဘင်းနေတဲ့သူချိတ်ဖို့ကြိုးစားနေပြီရလိုက်ဘူးဗျာ ။ငါပြောစရာကြီးဗျာ flick ကပေးလိုက်ရတယ်။မပေးရင်လည်းသူကသေဖို့တော့များရတယ်ဗျာနော်။နောက်မှလည်းဆိုရင် pause ကြီးတင်ပြီးလိုက်လိုက်အနေထားဆိုတော့ဒီဒီကောက်မှာ fail ကိုရဲ့ brother ကတော်လေး လော့ဖြစ်နေရတဲ့အတူပဲ YG ဘလို့ defend လဲဆိုတော့တော့ကျွန်တော်တို့ D1 နဲ့အတူကြီးလဲဆိုတော့တော့ကျွန်တော်တို့ D1 နဲ့အတူကြီးမယ်ဗျာ KDC ရဲ့ကရုဏာချသွားတဲ့ movement လေးလှတယ်ဗျာနော်နောက်ပိုင်းဒီ baiting သွားတဲ့ဘန်လေးကောင်းအောင်လဲဆိုတော့ crusher လို့ lane play လေးဆက်ပြီးတော့ပေးတာတယ်နောက်မှာ buff ဝေးရင်ထက်ခင်းထားပြီးတော့ two lane mega မပေးရအောင်သူတို့လည်းပြန်ပြီးတော့ save target တယ်ဆိုတဲ့အနေထားမျိုးလေးလည်းကျွန်တော်တို့ပြန်ပြီးတွေ့ရတယ်ဗျာနောက်ထပ် minion wave အရာတော့ဒီနည်းနည်း long နဲ့ mega lane long နဲ့ opposite lane ဘက်တွေမှာ fagon esport now again fight ကြီးတာနဲ့တတ်တက်လာလို့ရှိအောင်မယ် right hand လေးဘက်မှာ liver roll ပြီးသွားပြီဆိုတဲ့ခါနောက်တစ်ခုမှာ physical penetration အရာတော့ death ရဲ့ရီဆက်ရှင်ပို့ပြီးတော့များလာမယ်ဗျာ lane play နဲ့ တစ်ဖက်ကလည်း backline only ပဲ damage နေခဲ့ damage မှာ kdash သွားပြီးတော့မိနေတယ် quad shadow backline နဲ့ dash ကိုသွားပြီးတော့ tk တစ်ဖက်က snowball dash ဒီမှာ stage ပြန်ပြီးတော့ထိန်းခဲ့ damage အော်မှာ kdash immortality ပြန်ကြရတယ်ဗျာ foundation damage ဒီအော်မှာသူပြန်ပြီးတော့ကြာသွားရေးနေတယ်ပဲ one lane mega နဲ့ falcon ပြန်လည်ပြီးတော့ fall back ထားခဲ့ရပါပြီ all lane mega force ကိုကြိုးစားခဲ့တဲ့အရာတခုကအောင်မြင်သွားခြင်းမရှိဘူးလို့ကျွန်တော်ပြောရမယ်ဗျာဒီကြားထဲမှာကျွန်တော် hand အနေနဲ့ quad shadow တွေပြန်ထိန်းခဲ့တယ် san jiro ဘာလို့တိုးတော်လေးကိုင်းသွားတဲ့အချိန်ဒီတည့်ရလို့ကျွန်တော်ဆူရမယ်ဗျာဒါကတလင်းလောင်းနဲ့ပဲကျွန်တော်တို့ဒါပြန်ပြီးတော့ကျင်းနေလိုက်ရတဲ့အချိန်ဒီတခုဗျာ 3.7k 3.5k လောက်ရှိနေတဲ့အချိန်မှာတယောက်ကျသွားတဲ့အချိန်မှာမင်းမရှိတဲ့ first down ကိုပြန်ပြီးချိုးလိုက်ချန်လီယံပြင်းထွက်ရှိ position မှာလီနာချန်နေခဲ့တယ်ဗျာနည်းနည်းလေးပြန်ပြီးတော့ကျွန်တော်တို့ဒါစောက်ခါသွားတာချင်းနေကောင်းသွားတယ်လို့ပဲကျွန်တော်တို့ဆိုရမှာပဲဖြစ်ပါတယ်ကဲဆိုတော့လက်ရှိချိန်မှာနော်ဆိုတော့ကြည့်ရမယ်ဆိုလို့ရှိရင်ဗတဲ့အဲ့လိုသူတပြန်ကိုတပြန်ကြီးဖြစ်နေရပါတိလားသူချလိုက်ကိုချလိုက်ဘသူနိုင်မလဲဆိုတော့နိုင်ငယ်လေးခမိုင်းကခတ်တဲ့အနေထားလို့သုံးသပ်လို့ရတယ် defensive ball မှာတော့ YG ကတော်လေး defender နိုင်သေးတယ်ဗျတစ်ဖက်ကိုပြန်ပြီးတော့ကြည့်မယ်ဆိုလို့ရှိရင်လည်း เนาะကျွန်တော်တို့ဒီ Falcon နေနဲ့သူတို့တာနေရဲ့ချိန်မှာတာရင်တာတလူမျိုးလိုက်ပြီးတော့နင်းမို့တော့ကျိုးသားတယ် BOD လို item မျိုးတွေပါလာပြီးနောက်ဆုံးမှာတော့ Winner Crown item မျိုးတွေဟိုတော့မှเนาะ dash နဲ့သွားဖို့တော့ရှိနေမလားပေါ့လေကင်မီကလည်း item တကွက်ပဲလူတော့ဆိုတော့ Maxman ကြီးအားလုံးက item တကွက်ပဲလူတော့အနေထားတစ်ခုမှာ Harry ရှင်နဲ့ကျွန်တော် Stitty လည်း item တကွက်ပဲလူတော့အနေထားဒါပေမဲ့ Maxman 3ကောင်ရဲ့အားတော်လေးတော့မှန်ဒါပေမဲ့ဒီ Maxman 3ကောင်ပြစ်ဖို့အတွက်ဘသူကဖန်တီးပေးမှာလဲ KA ကအမြဲလိုလို Tetris Strike တွေ Tsunami Slam နေနဲ့ အမြဲတမ်း damage တော့လုပ်နေရတဲ့ခိုက်တန်နေမှာ Balion နဲ့ High Loss ကပြတ်နေသားသေးတာဆိုတော့ဒီ High Loss ကိုကျွန်တော်တို့ဒါတီးထုံနိုင်မယ်ဆိုလို့ရှိရင်တော့အဆင်ပြေနိုင်မလားဘော Winner Crown ကတကယ်တော့ YG ဘက်ကပိုလိုအပ်တဲ့အခြေအနေလို့ပြောရတယ်အဲ့ဒီမှာပြန်ဖမ်းမှရမယ် Crossover တန့်ပွင့်သွားဖို့အတွက်လေ Inspire နဲ့ဒီ Emblem ဘိုင်းမှာလေ Pure of the Together ပါတယ်ဗျာ San Diego ကတောက်လျှောက်ထုမဲ့အခြေအနေမှာရှိရဗျာအဲ့တော့ Gato ကကြောင့်4 year time နေမှာ Falcon ကတခုပဲစဉ်းစားပါ YG က Flanking လုပ်လာမယ်တန်နေခုနကတော့ဆိုလို့ရှိရင်လေဟန်နောက်ကနေပန်ပြန်ပြီးထွက်လာပြီး Quasher ရူ Shadow Gate ဘိုင်းမှာဒီ Bindi တို့ San Diego စီရောက်ကိုရောက်တယ်ဗောနော်ဒီ timing တကူကတော့ Falcon ကိုနေနဲ့ပြန်တတိထားမယ်အနောက်ဘက်မှာကွာချမှုရှိခဲ့တယ်ဆိုရင်တော့ YG နေနဲ့ဗတဲ့တပေါက်ပဲဗျာ 直接暴打完美，这路线来，偏 IPM s Je 又走 i 真 t 怕你偏下端了，你。不畏不畏险，然后上来，他不看那妹子怎么来，把 bling temps. e backline de temps. faire 控 n 住，我的 dance with the retribution，de e m vais te te 然后还有那个 shadowkin，peu temps. 那 backline，t 然后会拉过来 carry，i te 然后偏哪里呗，直接炸开 damage，把旁边全部的 move 过的 nuke，temps. te vais 后直接炸了，我阿古 e 会 damage，把卢娜诛仙的背弓 plus backline，我阿妹 stitch，然 u 直接炸的阿妹 stitch，e 再炸一 e 我阿古朵那么来 AOG，e peu un temps. 然后上来，p 应该 damage，就 e 上炸一个，然后来 bling，马上来三 G，来 e 逼 n proper game，five 三 G，one four three。 taken down my flag on East Ball. Best of three series year game number one, five point one K goal leading. Dosha Minion Wave the low advantage to Tala get a cat at Kuma Lina. Hey, Nagona Chashin get a one G defender. What a young or Tamil Wave Ubia. But I get a Minion Wave the don't tell me the no planet can no target damage. Oh, my four B to leave a share. Okay, help your big game. And the fuck up being at a seven years. Well, I'll be over. Yeah, get job with a man. The two B one. Shout out K by San Gina to game one or one G. Yeah, we are Peter. We're the people. 哎。 ်ရက်စပီယာဖိနီရဲ့တန်ဒီကျွန်တော်တိုင်မီကိုက်နေတဲ့ယာရီကကျွန်တော်ဒီခုဂိမ်းနံပါတ်1မှာတော့ Falcon Esports လို့ပဲကျွန်တော်တို့လက်ရှိချိန်မှာဆိုလို့ရမယ်ဗျ YG